အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ဂျာနီရဲ့မတ်လ17ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။ခက်ခဲရရှိရင်တူတူချော့ပြမယ်လို့ AA နဲ့ TNA က MNDA ကိုတဝန်လွှာပေးပို့လိုက်ပါတယ်။ဖြည်နေငံကူလက်မှတ်နဲ့ပြီးပေါ့ကိုအလုတော်ရောက်လောက်ကမ်းမဲ့သူတွေအနေနဲ့အလုတမညွန်ချမှုဦးစီးဌာနရဲ့ကွန်ပျူတာရယူရမှာဖြစ်ပြီးတော့ကွန်ပျူတာရရှိရဲ့စီရင်ကိုလေးလေးစိတ်ကိုပေးပို့ထားမယ်လို့အာနာသိန်းစက်ကောင်စီကထုတ်ပြန်လာပါတယ်။ မြန်ယူကြီးရဲ့ဘွေလက်မှတ် Nutri ကိုအတိမပြုလက်မှတ်ချုပ်ပေးတဲ့စစ်ကောင်စီလက်အောက်ခံဒုတိယညွန်ကြားရေးမှူးအပါအဝင်ပါဝင်ပတ်သက်တဲ့သူတွေကိုစစ်ကောင်စီကအရေးယူချပါတယ်။စားတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာပါကျမတို့အစီအစဉ်တင်ဆက်သူမင်းနေဖြစ်ပါတယ်။ ဒါမဲ့ကာလာရီမှာရင်ဆိုင်ရမယ့်အခက်အခဲတွေရှိလာရင်အရင်ကအတိုင်းညီနောင်မဟာမိတ်ပြီးပြီးစူစီချော့ဖြတ်ဖို့အမြင်အသိရှိနေတွေလို့အေအေနဲ့ထင်းနေဝေကဒီကနေ့ MNDA ကိုသွန်လောပေးပို့လိုက်ပါတယ်ဆောက်ဆိုင်ကတင်ဆက်ပေးမှာပါဒီကနေ့ကြာရောက်တဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ရဲ့36နှစ်မြောက်အခမ်းအနားကိုအရခတက်တော် AA နဲ့တ ང་ အမျိုးသားလူမျိုးရေးတပ်မတော် TNLA တို့ပူးတွဲပေးဖို့တဲ့တော်လွှာမှာအဲ့လိုရေးသားထားတာဖြစ်ပါတယ်။ လာမယ့်ကာလများ၌လည်းမိမိတို့အချင်းချင်းကြားစုစည်းညီညွတ်မှုတွေပို၍အရေးကြီးလာမည်ဖြစ်သည့်အားလျော်စွာမိမိတို့လက်ရှိရရှိထားသောအောင်မြင်မှု၏အတီးပွင့်များတရှိခံပြီးပုံမဖွင့်ဖြိုးလာစေရန်အစမ်းတက်ခံကာလများလည်းဖြစ်သည်ဟုရှုံမြင်သုံးသပ်သည်လို့လည်းတဝန်လွန်မှာဖော်ပြထားပါသည်ဒါကြောင့်ညီနောင်မဟာမိတ်တုံးဖွဲ့အကြားစီလုံးညီညွတ်မှုနဲ့နားလည်မှုကိုအခုထပ်ပိုပြီးခိုင်မာအောင်ဆက်လုပ်ဆောင်သွားမယ်လို့လည်း AA နဲ့ TNLA ကဆိုပါတယ် လက်ရှိအချိန်မှာတော့ MNDAA ရဲ့ယီမန်ချက်ဟာအတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့ပေမဲ့အောင်မြင်မှုနဲ့အတူအခက်အခဲတွေပါလာတယ်လို့လည်းတဝန်လွာမှာရေးသားထားပါတယ်။လာမည့်ကာလများဒီကိုကန့်ဒေတာပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စိန်ခေါ်မှုများကို ရင်ဆိုင်ကြော်ဖြတ်ရအောင်မည်ဖြစ်သည်ကိုကအဖွဲ့အစည်း၏ဖြတ်တမ်းမှုတမိုင်းအပေါ်အခြေခံ၍စိန်ခေါ်မှုများကိုကြံ့ကြံ့ခံရင်ဆိုင်ကြော်လွှားပြီးတခက်တခါတုန်းကကိုကအခြေအနေတို့ပြန်လည်ရောက်ရှိလာနိုင်မည်ကိုလည်းမိမိတို့နှစ်ဖွဲ့မှအပြည့်အဝယုံကြည်ပါသည်လို့ AA နဲ့ TNLW ကပြောပါတယ်လက်ရှိအချိန်မှာတော့ MNDAA ဟာစစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့လာရှိုးကိုတင်ပိုက်ထားပါတယ်ဒါပေမဲ့တရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ဒီနှစ်ထဲမှာဆွေးနွေးခဲ့ပြီးလာရှိုးကနေပြန်လည်ဆုတ်မယ်ဆိုတဲ့သတ င်းတချို့လည်းထွက်ပေါ်နေတာပါဒီလိုသူအနေနဲ့မမိဒီရာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင် channel ရဲ့ messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ပြည်ချင်းနိုင်ငံကုလမနှင့်ပြည်ပဝအလို့တော်ရောက်လုပ်ကိုင်းမဲ့တူရိအနေနဲ့အလို့သမားညွန်ချမှုဦးစီးဌာနရဲ့ကွန်ပျူတာရယူရမှာဖြစ်ပြီးတော့ကွန်ပျူတာရရှိရေးစင်ကိုလည်းလေးစိတ်ကိုပေးဖို့ထားမယ်လို့အာနာသိန်းစစ်ကောင်စီအားထုတ်ပြန်လာပါတယ်။ထရေးဆာကတင်ဆက်ပေးမှာပါ။ဒီကနေ့မတ်လ17ရက်နေ့ကျောင်းစစ်ကောင်စီလက်အောက်ခံတည်င်းစာကနေသတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်းစဉ်တွေကိုလည်းမတ်လ18ရက်နေ့ကစပြီးတော့စတင်ဆောင်ရွက်ပေးမယ်လို့လည်းစစ်ကောင်စီအားဆိုပါတယ်။ ဖီဂျီနိုင်ငံကိုလက်မှတ်နဲ့ပြည်ပလို့အကိုင်အလုတမာတက်တဲ့ခံကိုင်ရှိတာသူတွေအနေနဲ့လည်းပြည်ပနိုင်ငံကိုထွက်ခွာမေးဆိုရင်အလုတမာဝန်ကြီးဌာနကိုအွန်လိုင်းကနေသတင်းကွန်ပျူတာရယူရတော့မှာဖြစ်ပါတယ်နိုင်ငံကိုလက်မှတ်မိသူ OWIC ကခွင့်ပြလို့တမာဖြစ်ရင်အလုလုခွင့်ပါမြင့်နဲ့အလုရှင်ကခွင့်နဲ့နေရပြန်ခွင့်ပြုတဲ့ခွင့်စား အေဂျင်စီတွေအနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံအလိုက်လုပ်ငန်းဆောင်ရွက်နေတဲ့အီးမေးလ်တွေကိုပါတင်ပြရမယ်လို့အလုပ်သမားဝန်ကြီးဌာနကဆိုပါတယ်မိမိအစီအစဉ်နဲ့ပြည်ပကိုတွားရောက်လုပ်ကင်မဲ့သူတွေအနေနဲ့လည်းသမတ်ထားထားတွေနဲ့အတူဖြောက်ထားဖို့လည်းစစ်ကောင်စီကထုတ်ပြန်လာတာလည်းဖြစ်ပါတယ်ဒါအပြင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်ကစတင်ရဆိုင်ကြတဲ့ပြည်ပလို့အကအလုတ္တမသက်တဲ့ခံက OWIC ကအတိပြုလုပ်တာတွေကိုလည်းလာမယ့်မတ်လ20ရက်နေ့မှာပြန်လည်ထုတ်ပေးမယ်လို့လည်းစစ်ကောင်စီကဆိုပါတယ် အလုံသမားတွေအနေနဲ့လည်း HWIC ကရမှသာလေရင်လက်မှတ်ဝေယူတာတွေလုံဆောင်ဖို့အနာသိစကောင်စီကတည်ပြီးထားပါတယ်မြူဒါညညရေးအစိုးရအညူကြီးရဲ့ဘွေးလက်မှတ် nutri ကိုအတိမပြုလက်မှတ်ချုပ်ပေးတဲ့စေကောင်းစီလာအောင်ကံဒုတိယညွှန်ကြားရေးမှူးအပါအဝင်ပါဝင်ပတ်သက်တဲ့သူတွေကိုအေးအေးယူချရလို့ အနာသိစေကောင်းစီကဒီကနေ့ထုတ်တဲ့တင်စာကားသံထုတ်ပြန်လာပါတယ်။အန်ယူဂျီရဲ့မန္တလေးစေတက္ကသိုလ်ကနေထုတ်ပေးတဲ့ဆေးပညာပွဲလက်မှတ်အတွက် Nutri ပြုလုပ်ပေးတဲ့အတူတွေကိုဖန်စီအရေးယူရာတွေလှူဆောင်ခဲ့ရလို့စေကောင်းစီကထုတ်ပြန်ထားတာဖြစ်ပါတယ်။အန်ယူဂျီကထုတ်ပေးတဲ့ဆေးပညာပွဲလက်မှတ်နဲ့မာကီစင်ထွန်ဟာအာရဗ်စပေါ်မြာပြည်ထောင်စုဒူဘိုင်းမြို့မှာပညာဆက်လက်တင်ကြဖို့လျှောက်ထားခဲ့ရလို့စေကောင်းစီကဆိုပါတယ်။ 2025မတ်လ4ရက်နေ့မှာဒူဘိုင်းမြို့က The Data Flow Group Company က marketing ထွန်ရေးလျှောက်ထားမှုကိုတန်တရာရှိရာကြောင့်ဈေးပညာပွဲလက်မှတ်ကိုအတည်ပြုဖို့စက်ကောင်စီကိုအကြောင်းကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အပွဲလက်မှတ်ကို Nutri ပြန်ပေးခဲ့တဲ့လပြည့်ဝင် Nutri ဆိုင်ပိုင်ရှင်ဦးစာနေလွင်ခလပြည့်ပါဝင်ပတ်သက်သူတွေဖြစ်တဲ့အမအီးလေးလေးချွန်ရှင်နေလာဝင်မအေးတီတာတို့ကိုဖန်ဆီးခဲ့တယ်လို့စကောင်းစီကထုတ်ပြန်ချပါရယ် ကြာပြင်းနူထရီပြန်ဆိုထားတဲ့ဆော်ရွက်မှာအတိမတ်ပြူလက်မှတ်ထုတ်ပြီးခေရိတ်စစ်ကောင်စီလောက်ကနိုင်ငံခြားရေးဝန်ကြီးဌာနရန်ကုန်တိုင်းနူထရီဌာနစိတ်ဒုရညွန်ကြားရေးမှူးအောင်ချုံမုံနဲ့ပါဝင်ပတ်သက်ခဲ့တဲ့ယုံအုပ်မုံမုံချစ်ဆန်းဦးနဲ့နိုင်နိုင်လက်တို့ကိုလည်းဖန်စီထားတယ်လို့စစ်ကောင်စီကဆိုပါတယ်ပြည်ထောင်စုလေးခုနှစ်ထဲမှာလေမြန်မာနိုင်ငံကချောင်းတူနေရောက်ကိုချိုင်းနိုင်ငံချူလောင်လောင်ကန်တက်ကတော်မှာချောင်းတက်ဖို့အညူချီထုတ်ပေးတဲ့ပွဲလက်မှတ်ကိုနှုတ်ထရီပြန်ပေးခဲ့သူတွေကိုလည်းစစ်ကောင်စီကဖမ်းဆီးမှုတွေလှောက်ဆောင်ခဲ့ပါတယ် ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးကဘာတွေဖြစ်မလဲအလို့တမိတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတို့ဖြတ်ချဖို့နီးမျိုးစုံသုံးပြီးကိုဝင်ကို ဖြတ်ချတတ်ကြပါတယ်လက်တင်နဲ့အနိုင်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးတမိတွေလည်းဒူးနဲ့ဒဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေကိုဝင်ရလာတဲ့အခါ အချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ်။တချို့လဲလူမတိအောင်ကိုဝင်ဖြက်ဆေးတောက်ရာကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလား။ကိုဝင်ဖြက်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ဘာလို့လဲဆိုရင်ဖြတ်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြတ်ကြတဲ့တို့တချို့ကကြက်မွေးထိုးထည့်ပြီးဖြတ်ချကြတယ် ဓာတုပေဒါဆင်းရဲထဲ့ပြီးဖြတ်ကြအနိုင်တဲစီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ကြကြတရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချတိုင်းမကြက်ကြခြင်းကိုဝန်ကမပြက်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတည်မွေးခြင်း မပြတ်ကြပဲမွေးလာခဲ့ရင်ကိုလက်အင်ကာမပြေဆုံးခြင်းမွေးရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်တအိမ်ပေါက်သွားခြင်းကိုဝင်ဖြတ်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့တအိမ်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်နောက်ပြီးတအိမ်နိုင်ရန်ချစ်မိလို့မကူတခဲ့ရင်နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူးတွေးထွက်လွန်ခြင်းတအိမ်ဖြစ်စီပြီးအလုံးမလုံးနိုင်ခြင်း ဒရေတာအပိုင်းစကြံနေခြင်းတိန်ခေါင်းအဝပျက်စီးခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအသက်ကိုဆုံးရှုံးနိုင်ပါတယ်တိန်ခေါင်းကိုထိခိုက်ခြင်းကိုယ်ဝန်ဖြတ်ချဖို့နီလန်းမျိုးစုံတိန်ခေါင်းအတွင်းထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တိန်ခေါင်းထိခိုက်ပျက်စီးသွားခြင်းတိန်ဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြည့်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်ခန္ဓာကိုယ်ပိုးစိတ်တက်ခြင်း ဖိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖျက်ချခြင်းလက်ဖြစ် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်းစိတ်ရည်ထဲခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနှံ့ပြက်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်စိတ်ဝါးတွေနဲ့ဖျက်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတည်ဆင်းအောင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတောက်တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလက်ခြင်းကိုယ်တွင်းအစိတ်တက်ပြီးဖျားခြင်းတွေဖြစ်စေတတ်တယ်လို့ ။ပိုးကတအိမ်မှတစ်ဆင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြန့်နှံ့ပြီးကိုအတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးကိုဝင်ဖြတ်ချခြင်းကြောင့်နောက်ပိုင်းကလေးပြူခဲ့ရင်တအိမ်ပြင်မှာတတိတဲခြင်းတာဥအိမ်တာဥပြွန်1 by စတဲ့နေရာတွေမှာတတိတဲခြင်းကိုဝင်ဖြတ်ချထားခြင်းကြောင့်တိုင်နိုင်ငံတွေမှာအမာရွတ်ရှိနေခြင်းအမာရွတ်ကြောင့်အချင်းရှေ့ရောက်နေခြင်းအချင်းရှေ့ရောက်ခြင်းကြောင့် ကလေးကိုလက်အင်္ကာချိုးရနိုင်ခြင်းလက်မစေပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင်ကိုယ်ဖျက်ချတဲ့နီးတွေကြောင့်ပြုံနေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုက်အတွင်ပြည်တဲခြင်းကြောင့်ဥလန်းချောင်းဖောက်ဖျက်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်။ ုံဝင်ဖြတ်ချခြင်းကကလေး၁၀ရောက်မွေးတာနဲ့ညီမျှတယ်လို့ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြမှာပါကိုုံဖြတ်ချပြီးဒီဆိုးကျိုးတွေအပြင်နောက်ပိုင်းဆိုးကျိုးထက်ရှိပါသေးတယ်အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါရင်နာကင်စာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်ဒါကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ် အပြောင်းလဲကြောင်းရင်သားဆဲတွေကင်ဆာဆဲတွေအဖြစ်ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝန်ဆောင်ခဲ့ရင်တော့ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူးကိုယ်ဝန်ဖျက်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်ဆေးဝေဒနာခံစားရခြင်းကိုယ်ဝန်ဖျက်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူးတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်ကျွန်တော်တရင်ချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဥကျနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။